မင်္ဂလာပွဲမှာတော့ကတားဖြစ်သူရဲ့ဘောင်းမီစင်းနေရာကိုပြုပြင်ပေးခဲ့တဲ့ဗီဒီယိုကြောင့်လူပြောများနေတဲ့တရုတ်ဆောင်ဟေးဝီယန်ရဲ့မိခင်ဒေါ်ဆန်ဆန်းဝင်မင်္ဂလာပါပရိသတ်ကြီးရှင်မန်ထက်ချီထုတ်လို့ရရဲ့ပိုင်ရှင်လဲဖြစ်သလိုတရုတ်ဆောင်ဟိဝီယန်ရဲ့မိခင်လဲဖြစ်တဲ့ဒေါ်ဆဆန်ဝင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတုန်းကကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ဟိဝီယန်နဲ့ဆွေပြည့်သစင်တို့ရဲ့မင်္ဂလာအခမ်းပွဲမှာလူဝံများရဲ့စိတ်ဝင်စားမှုကိုအများဆုံးခံခဲ့ရသူဖြစ်ပါတယ် ဒေါ်ဆန်ဆန်းဝင်းနဲ့ခင်မုံဖြစ်သူဦးဝင်းကိုလိုလင်မယားဟောင်းတာဖြစ်သူဟိဝေရန်ကိုဂျန်နဲ့တာသမီ၃ယောက်ထက် ပုံမှုချစ်ခင်ခဲ့သူတွေဖြစ်ပြီးငကူကလေးကလေးမရေးချရှိပြီးအနေအေးတဲ့တာဖြစ်သူအပေါ်မှာဂျန်နဲ့တာသမီတွေထက်မြတ်တာပို့ခဲ့ကြတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့လေတာဖြစ်သူရဲ့အိမ်အောင်ရေးကိုအမမရွံ့ရွံ့မဖြစ်ရလေအောင်နဘေးကနေပြီးတစ်ချိန်လုံးကြီးစုရွေးချယ်ပေးနေတာလည်းဖြစ်ပါတယ် နောက်ဆုံးမှာတော့ဒေါ်ဆန်ဆန်းဝင်းတို့ဇနီးမောင်နဲ့နှစ်ယောက်အတွက်စိတ်ကျေနပ်လောင်းမဲ့ချွေးမလောင်းလေးကိုရှာဖွေတွေ့ရှိခဲ့ပြီးနာမည်ပြက်လည်းမရှိဘိုင်းကောင်းကြောက်ဖိလည်းဖြစ်တယ်လို့အိမ်မူကိစ္စလည်းနိုင်နေပြီးလူကြီးသူမအပေါ်မှာလည်းယူသေးကိုင်းဆိုင်နဲ့တရုတ်ဆောင်ဆူပြေတဲ့စင်ကိုချွေးမအဖြစ်ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်ဟေးဝိယံနဲ့ဆိုပြတဲ့စင်တို့ဟာစစ်သူတပ်တန်း၆နှစ်ကျော်ကြာတွဲလာခဲ့တာဖြစ်ပြီးအဆိုပါ၆နှစ်အတွင်းဆိုပြအပေါ်မှာအရာရာအကဲခတ်ရင်းနဲ့သဘောကျနှစ်ချိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့်မလို့သူတို့သားဘက်ကဦးစီးပြီးမင်္ဂလာပွဲ6ပွဲအထိငွေကြေးကုန်ကြခံကကျင်းပပြုလုပ်ပေးခဲ့တယ်လို့တားဖြစ်သူကလိမ္မာရေးချရှိကြောင်းနဲ့တားအပေါ်မှာဘလောက်ထိချစ်ခင်ကြောင်းကိုလည်းဒေါ်ဆန်းဆန်းဝင်းကမီဒီယာတွေမှာဖြေကြားရင်းနဲ့မျက်ရည်မထိန်နိုင်ဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေမင်္ဂလာပွဲပြီးသွားပေမဲ့မင်္ဂလာပွဲထဲမှာလုပ်ခဲ့တဲ့လုပ်ရက်တခုကြောင့်ဟိဝိယန်နဲ့မိခင်ဖြစ်သူဒေါ်ဆန်းဆန်းဝင်းအပေါ်မှာပြည်သက်တချို့ကပြောဆိုနေကြတာလည်းဖြစ်ပါတယ် ဒီဗီဒီယိုကတော့ဆိုဖြစ်တရားလုံးနဘေးမှရှိနေရတဲ့နဲ့တားဖြစ်သူရဲ့ဘောင်းမီစစ်အဆင်မပြေဖြစ်နေတာကိုဝင်ရောက်ပြင်ဆင်ပေးနေတာကြောင့်ပြည်သက်တွေကမတင့်တော်ဘူးလို့ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ခြင်းအပြင်ဟိဝရန်ကလည်းဘဲရမဆိုအမေရဲ့စိတ်တော်အတိုင်းသာလိုက်ရောနေထိုင်တဲ့သူတားတယောက်အနေနဲ့မြင်တွေ့ရမှာဖြစ်ပြီးအန်တီတော်ဆန်းဆန်းဝင်းအနေနဲ့လည်းတားဖြစ်သူဟိဝရန်ကိုငုံထားမတဲ့ချစ်တယ်ဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။